ရောက်တော့မယ်ရောက်ပြီရှေ့မှာဒါကရာဒီဂျူနန်းလို့နန်းအစ်စ်တဲတဲ့နေရာ၃၀ဆိုခါရရှေ့မှာရောက်မှာဒီဘာကြောင့်ဒီနေရာကိုနန်းပစ်ပြရတာလဲဆိုတော့ဦးဇင်းတို့ဟိုတုန်းကမီးပေးတဲ့အချင်းကြီးတွေများတယ်ပေါ့ဒီနော်ဒီရာဒီဂျူမြို့မှာ မိဘတဲ့အိမ်ကဘယ်အိမ်မဲ့ဖြစ်ဖြစ်ဘယ်နေရာမဲ့ဖြစ်ဖြစ်မြို့ပြင်ထွက်နေရမယ်ဆိုတာမျိုးအချိန်တက်မှတ်တဲ့အခါမှာနန်းတွင်းကပဲမိစလောင်တာပေါ့လေနော်အော်နန်းတွင်းကမိစလောင်တာအဲ့နန်းနန်းတော်ကြီးကိုဒီကထုတ်ပြီးတော့နန်းတော်ကတူတာဒီ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 ကိုမိဘလည်းဒီဒီနေရာကြီးအေးတာဟုတ်ကြောင်းအဲ့ဒါနန်းတော်တစ်တယ်တဲ့နေရာလို့တက်မှတ်ထားတဲ့နေရာအဲ့ဒါဒီကိုပဲသစ္စာတိုးတဲ့အခါမှာ အာကလေးကမချိုးပါဘူးလို့ဗျာတစ္ဆာရှိတယ်ဆိုတော့တော့အာနန်းမျိုးနန်းတက်ပြီးတဲ့နေရာတဲ့ကောင်းစရာချလွန်ဒီဒီလိုကြည့်ရတဲ့နေရာတော်ကြီးဖြစ်သွားပြီဒါတကြုံမျိုးကိုရောက်နေပါပြီဆရာကတော့ဒီမှာကောင်းကောင်းနေတယ်ဆက်ကြည့် လက်ရှိမှာဘာလို့မျိုးဖြစ်ကုန်အခုဆိုရင်ရာဇဝတ်နာမည်နဲ့တော့နော်ဒါလည်းတော်လို့နေနေတယ်ဆိုရင်ဒါရမ်းနေတယ်ဘာလို့လဲဘာမှမဖြစ်ဘူးကွာဘာမှမဖြစ်ဘူးဟဲ့ဟိုမှာတလဲသီးတွေပန်းသီးတွေပန်းသီးစီကိုလည်းတလုံးပါအဲ့ဒီကလေးတွေဟိုပြောတာ ။ဘာမှတက်တူရှိမှပန်းဟိုပန်းဒီကောင်းမယ်ဟိုတခြားတလဲသီးပေါ့လေ။တလဲသီးတွေကောင်းတယ်။ကြီးကီလိုနဲ့ရောင်းတာ။ကြီးတော့စစ်ကြနော်။ဒီလေးပါလေးစစ်ရဲ။အာရင်原来，你还没到位。

ဒါကတော့တစ်ကက်ဝယ်ဖို့တန်းစီနေကြတာပါခင်ဗျာအိန္ဒိယမှာတော့တို့ဟဲ့အဲ့မှာညောင်ရက်တွေပါခုဝယ်မယ်ဆိုရင်တစ်ကက်တွေဝယ်ရတဲ့နေရာတွေများပါတယ်ခင်ဗျာထဲရောက်ရင်ကျွန်တော်တို့ဥစဉ်နေနေရှင်းပြတာလေးတွေရှိပါမယ်အဲ့ဒါပြီးအဲ့ဒါအရင်ဆုံးနားထောင်ပါပဲခင်ဗျာအဲ့ဒါနားထောင်ပြီးမှကျွန်တော်တို့ဒီတက္ကသိုလ်လေးကိုနောက်ထပ်ကျွန်တော်လဲလဲပြီးရိုက်ပြပါမယ်တက္ကသိုလ်လေးမှာဖြစ်ဖြစ်ခဲ့တဲ့ဟာတွေကိုကျွန်တော် ရိုက်ပြပါမယ်ခင်ဗျာအတော့ကမီဒီယာကြီးကနေပြီးတော့မှဇီဂျီတေပြီးတော့အိမ်မှပြထားတဲ့နေရာကိုလာဖို့ဆိုတာဖြစ်တယ်လို့ဒီလိုလို့ခေတ်ထဲမှာလည်းတွေ့ရပါတယ်အဲအဲ့ဒီမှာတစ်ကတ်တွေနဲ့ပေးပေးဝင်ရတဲ့နေရာတွေရှိတယ်ဗျအများကြီးဆိုပေမဲ့ဒါပေမဲ့အဲ့ဒီနေရာတွေအကုန်လုံးကစိတ်နှံ့ဆိုးပြေပြီးတော့တန်ရှင်းရေးတွေရောတော်တော်များများလောက်ထားတယ်ခင်ဗျတော်တော်တသက်ရဲ့ပါပဲပြောရရင်တော့ ပင်နေရောစိတ်သိစိတ်ဆိုးနေရောသူတို့က view decide တော့လောက်ထားတယ်ခင်ဗျာအဲ့တော့ရစီရှိပါနေနေရတဲ့အုပ်ယိုးတွေနေရာဒီနာလန္ဒာတက္ကူနေရာနာလန္ဒာတက္ကူကဘာလို့ဒီနေရာမှာစောက်ပြီးတော့တီးပြီးတော့နာလန္ဒာတက္ကူတီးရတယ်လို့ပြောရင်စင်္ကာရီဘုရားကောမြတ်ကြီးရဲ့ ဘုံကျေးဇူးတွေကိုအောင်းမိတိုက်တာပြီးတော့ဒီကိရာကိုမလန္တာတုတ်တူကြည်ရဲ့တဲ့နာလသကားဆိုတဲ့စကားရဲ့ကိုဘာလပြန်တဲ့အခါမှာနာလဆိုတာကြာကိုပြောတယ်တရာဆိုတာပြီးတာကြာပန်းကိုပြီးတဲ့နေရာဒီနေရာကြာပန်းဆိုတဲ့သဘောတရားကိုပညာလို့တင်စားတယ်ပညာကိုကြာပန်းနဲ့တင်စားတယ် ကြာပန်းကိုပညာလို့သင်စားတယ်။အဲဒါကြောင့်မလို့မလန္တာဆိုတဲ့အဓိပ္ပာယ်ဟာပညာရင်းမြဝီပြရာနေရာဖြစ်တယ်။ရှင်သာရိပုတ္တရာဘုရားကြီးကပညာရာမှာသူတို့ထင်ရတဲ့တပိသဝကဖြစ်ပါလေဒီဒီနေရာကြီးလူပေါင်းများစွာအဓိပ္ပာယ်များဝီရာဖြစ်တဲ့ဒီနေရာကိုလာရောက်ပြီးတော့ဥဒ္ဒောချင်းလေးလာခြင်းပြုလုပ်ကြတာဖြစ်ပါတယ်။ ီးတိုင်းအထဲရောက်လို့ရှိရင်ဦးဇင်းပြားမဲ့နေရာရှိတဲ့အဲ့ဒါနာလန္ဒာတက္ကသိုလ်ထဲမှာရှိတဲ့ရှင်သာရိပုတ္တရာမွေးပွားရာပရိနိဗ္ဗာန်ပြုရာဇေဒီဟောင်းနေရာဆိုတာဦးဇင်းပြီးတိုင်းပြောပါတယ်အဲ့တော့အဲ့ဒီနေရာကိုအာယုံပြုပြီးတော့ဟာကိုဆက်လက်ပြီးတော့လေးလာနိုင်ယူပြင်တယ်ဆိုရင်အဲ့ဒီနေရာမှာတဲ့ရှင်သာရိပုတ္တရာနဲ့အတူရူပသာရိပုံလေးမှာ ဝေကန္နပုံနာနဲ့ရူပန္တာရီပုံနေမတို့ကမွေးဖွားတဲ့သာသမီအားသာသမီပုံ9ရောက်တော့ရှိတယ်။ဝေခြင်း9ရောက်ရှိဝေခြင်း9ရောက်ရှိတယ်။9ရောက်အဲ့ဒီ9ရောက်ကိုနာမည်အားဖြင့်မှတ်ရှိရင်အကြီးဆုံးသာအကြီးဆုံးသာနာမည်ကဥပဒိတ်တာဥပဒိတ်တာလို့ပြောလိုက်တာနဲ့ရှင်သာရိပုတ္တရာလို့တွေ့သေးရဥပဒိတ်တာရဲ့ ဆုံနာရဲ့ဥပတိတရဲ့ဆုံနာရဲ့ဥပတိနာရဲ့တာလာရဲ့ဥပတာလာရဲ့တိတုပတာလာရဲ့ရေဝတ္တအလုံးစုံအနေနဲ့မင်းရောအမှန်ပြည်နေနေတော့ခလေးအဲ့တော့ဝင်းပြောတဲ့9ယောက်ရှိတယ်ဆိုတာကိုနားလည်ထားပါအဲ့ဒီ9ယောက်ဒီဥပဒိတရဲ့ညီကိုမနမကြီး အောက်ကတယောက်ချင်းတယောက်ချင်းစီပဲအဲ့တော့အကြီးဆုံးသားကိုပတ်ပြီးတာဘုရားဒေနာကဒီနေရာမှာမွေးတယ်ဒီကိုသားညီကိုမွေးခြင်းခွင့်ရောက်နေဘူးဒီနေရာမှာမွေးခဲ့ရဲ့ဘလူရီယာမွေးတာတော့ဆိုလို့ရှိရင်ဝေကန္တပုံနာနဲ့ရူပတာရီပုံကြီးမှာမွေးအဲ့တော့အထူးခြားဖြစ်စဉ်ကဘာလဲဆိုရင်ရူပတာရီပုံနည်းမှာပဲရူပတာရီပုံနည်းမှာက အယူဝါဒအားဖြင့်သာသမီတွေယုံကြည်တဲ့ဘုရားယူဝါဒဟုတ်ဘူးဆိုတော့နားလည်ရတယ်။သာသမီတွေကဘုရားရဲ့ယူဝါဒကိုဘုရားဘာသာယူဝါဒကိုယုံကြည်ကြတဲ့အားလျော်စွာတဲ့မိခင်ဖြစ်တဲ့ရူမတာဒီပုံလေးမှကြီးကတော့ဘုရားဘာသာမဟုတ်ဘူးဆိုတော့အရင်ဦးဆုံးနားလည်တာ အဲဥပဒေတာနဲ့မောရိဒရှင်သာလိဘုဒ္ဓရာနဲ့ဆောင်းကရံဘုရောမြတ်တို့ဖြစ်ပေါ်လာဖြစ်လာမဲ့ငွေကြီးမြောက်ကရာဇေဂျူတောင်ထိတ်နက်ခတ်ပွဲသဖြင့်ဆိုတာဒီနေ့မလံကမ်းမှာကျင်းပတဲ့တနည်းတစ်ခါကျင်းပတဲ့ပွဲလမ်းသဖြင့်ဖြစ်တယ်အဲဒီတောင်ထိတ်နက်ခတ်ပွဲသဖြင့်ဒီကိုငွေကြီးမြောက်သွားကြည့်ရင်းကနေတောင်ဝင်ကညာပွားပြီးတော့ ဒီအယုတ်တောင်ထိန်နဲ့ကပ်ပွဲတပင်ဆိုတာကဘယ်လိုမျိုးကတာလဲပြင်ရင်အမတန်ကြုံမလာပါနဲ့မိမိတို့ဒီဝိလိစိကပြီးတော့ချိုးပြတဲ့နေနေရကာဝဲမျိုးဟာတောင်ထိန်နဲ့ကပ်ပွဲတပင်တဲ့အဲ့ဒီအရာတွေကိုကြည့်ပြီးတော့လူငယ်လူရွယ်တွေများစွာလာကြည့်ကြတဲ့အဲမှာဥပဒေလနဲ့ဂောဠိတရဲ့ပါတယ်ဥပဒေလနဲ့ဂောဠိတဒီချင်းရာတွေကိုကြည့်ဒီပွဲလမ်းတပင်ကိုကြည့်ပြီးတော့တောင်ဝေကပွားများရင်းနဲ့ သူတို့ကမာတွင်းမိတယ်လေဆိုလို့ရှိရင်ဒီလိုမျိုးကားပြပြောပြနေတဲ့အရာတွေဒီဘလောက်ပဲလှမဇေကာမူတဲ့တနေ့တစ်ချိန်ကျရင်ဥနာတိချင်းကိုကဲရောက်ရမှာပဲဆိုတဲ့တတိတံဝေကတရားဟာအလိုလိုပေါ်လာပြီးတဲ့နောက်ပိုင်းမှာဒီဥနာတိချင်းကင်းတဲ့နေရာကရှိဖို့ရှိမှာပဲလို့တန်လေးတန်ချပြီးတော့ငွေချင်းမရောက်ဒီနေရာကနေပြီးတော့ ်တရားအစ်ကိုရှာဖွေဖို့ထွက်ခဲ့တာဒီများပဲ